မင်္ဂလာပါကလုတ်ရှူရောင်းနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ Season Hello Jewel Webcam ကင်မရာအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဆုံးသတ်နားစင်ဘူးဘူးအတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာပထမဆုံးပြောချင်တဲ့အဓိက main feature တွေကတော့ဒီ Webcam ကင်မရာလေးရာဆိုရင် Jewel Lens ဖြစ်တဲ့အတွက်ကြောင့် Live Streaming Video Calling Recording Conferencing and Gaming တွေလုပ်တဲ့အခါမှာတကယ်လို့အသုံးမစေပါဘူးခင်ဗျာကင်မရာနှလုံးစလုံးကလည်း 1080p resolution ကို support နေပေးရပါတယ် primary camera mates lens ending နဲ့ကတော့ TFTP 16 per second ကို support ပေးလိုက်တဲ့အတွက်ကြည်ရင်တောက်ပတဲ့ video နဲ့ပုံများကိုလည်းဖမ်းယူနိုင်ပါသေးတယ်။မျက်နှာခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းဖမ်းယူတဲ့အခါ recording ယူတဲ့အခါ conferencing လုပ်တဲ့အခါကြားရလို့ရှိရင်ဒီအပေါ်ပိုင်း primary camera လေးကလောကအတုံးဝင်စီမှာဖြစ်ပါတယ်။ secondary camera အနေနဲ့ကတော့ TFTP 13 frame per second ကို supporting ပေးထားပါသေးတယ်။ product unboxing လုပ်တာတွေ document scanning လုပ်တာတွေ document sharing တို့ရင်းတူတူလေးလုပ်တဲ့အခါ ါကြာလို့ရှိရင်လည်းအသုံးဝင်စေပါတယ်။တစ်ခါတလေရုပ်ထပ်မကြည့်လင်တာမျိုးတွေဖြစ်တတ်တဲ့အခါကင်မရာကို optical length wide နဲ့ဖယ်ရှားတန့်စင်ပေးဖို့တော့လိုပါတယ်။ dual camera ဘိုင်းကိုပြန်ပြောရမယ်ဆိုရင်ကင်မရာနှလုံးစလုံးဟာတရားကိုစီအလိုလိုနိုင်တဲ့အတွက်ကြောင့်ဘတ်တူညီရဲ့ direction မျိုးစုံကို quality လုပ်နိုင်ပါတယ်။90 degree field of view ပါဝင်တဲ့ကြောင့်ညီကွင်းမျိုးစုံကိုလည်းကြည်ကြဲဝုန်းဝုန်းနဲ့ခင့်ကျက်ပြီးဖမ်းယူနိုင်ပါသေးတယ်။ optical camera ဆိုရင်190 degree horizontally rotate လုပ်နိုင်ပါတယ်။ ။အော့ကင်မရာဆိုရင်180 degree horizontally body လုံးနိုင်တဲ့အကြည့်ကမိမိတို့အလိုရှိတဲ့ angle မျိုးစုံကိုချိန်ညှိလို့ရပါသေးတယ်။ background night vision ပါဝင်တဲ့ microphone တက်ဆင်ထားတဲ့အတွက်ကြောင့် Sky Zoom, YouTube, Facebook, TikTok Messenger အသုံးပြုတဲ့အတွက်အသံရေးသွေးပိုင်းမှာဆိုရင်အထူးကောင်းမွန်ပါတယ်။ EC plug and play ဖြစ်တဲ့အတွက်ကြောင့် driver မလိုအပ်ဘဲနဲ့ USB ပြီးချိတ်ဆက်လိုက်တယ်နဲ့ wireless တူကိုအသုံးပြုလို့ရနိုင်ပါတယ်။ adjustable n power နဲ့အတွက်ကြောင့် camera lens ကိုအထက်အောက်ပညာလှည့်နိုင်ပြီးမိမိတို့လိုချင်တဲ့ angle မျိုးစုံလေးချိန်ညွှန်းလို့ရပါတယ်။ operating system ဘိုင်းမှာဆိုပြောရမယ်ဆိုရင်လည်း Windows OS မှာပဲဖြစ်ဖြစ် Mac OS မှာပဲဖြစ်ဖြစ် Relink တကူထည့်သွင်းချိတ်ဆက်ပြီးအသုံးပြုလို့ရနိုင်ပါတယ်။ဒီ dual webcam camera လေးရဲ့အသက်ကြီးကိုပြောရမယ်ဆိုရင် dual lens design ဖြစ်တဲ့အတွက်ကြောင့် user တရားကိုမျက်နှာမြင်နေရတာဟောသူအလွတ်လွတ်နေတာဥပမာစာရေးနေရာပဲဖြစ်ဖြစ်တခုခုလုပ်နေတာတွေကိုတပြိုင်တည်းတည်းမြင်နိုင်ပါတယ် နေရာစားတတပြီးစပွဲခုံပေါ်မှာလည်း LR ကိုတက်ဆင်ထားလို့ရလည်မှာတည်ရဲ့အခုဒီ Caesar Halo ရဲ့ Dual Wagon Camera လေးကိုဘယ်သူတွေအတွက်သင့်လွန်လဲဆိုတာကိုအကြံပေးရမယ်ဆိုရင် online edition လုပ်နေတဲ့သူတွေ product demonstration test reviewer drawing ဆွေးနေတဲ့သူတွေ video recording လုပ်နေတဲ့သူတွေ live streaming လုပ်တဲ့သူတွေ video calling and meeting စတာတွေအတွက်တော်တော်အသုံးဝင်ပြီးတော့တစ်ခုတည်းနဲ့နှစ်မျိုးသုံးနိုင်တဲ့ convenience bike ကိုလည်းရရှိစေမှာအမှန်ပါပဲခင်ဗျာ အခုကျွန်တော်ပြပြပြီးသွားတယ်စီစာဟီလိုရဲ့ dual webcam ကင်မရာလေးကိုဝယ်ယူခြင်းနဲ့ဆိုပါကကျွန်တော်တို့ group show မှာ live ဝယ်ယူဖို့အတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ